အနာဆိုင်စာချုပ်တေးရအိဖောင်းသွားတော့မယ့်စေကြီးကနေတူအလုံးမမင်္ဂလာပါစေကြီးဝန်ထမ်းတို့ဟာဒီနေ့မှအနာဆာကနေထွက်ခွာမယ်လို့သတင်းထွက်ခဲ့ပြီးတော့ကလကမဗလာမှာလည်းပါဝင်လာဖို့ရှိလိုက်သေးပါတယ်အနာဆာနဲ့စေကြီးတို့ဟာဒီအဒီကမမဲစာချုပ်တန်းကုံဆုံးခဲ့ကြပြီးတော့ဆွေးနွေးမှုတွေလည်းရပ်တန့်နေခဲ့ပါတယ်ဒါပေမဲ့လည်းနောက်ဆုံးမှာတော့စေကြီးနဲ့အနာဆာနဲ့စာချုပ်တေးချုပ်ဖို့အတွက်သဘောတူညီမှုရရှိသွားခဲ့ပါပြီကြာသေးခင်တုန်းကပဲစေကြီးဟာအနာဆာနဲ့စာချုပ်တေးချုပ်ဆိုလိုက်ပြီးဖြစ်ကြောင်းကိုတရားဝင်ကြေညာလာခဲ့ပါတယ် လက်ရှိမှာတော့2029ခုနှစ်အထိတက်တန်းရှိတဲ့စာချုပ်တရက်ကိုချုပ်ဆိုလိုက်ပါပြီ။ဒါကြောင့်စေကြီးကိုနောက်တဲ့နှစ်လောက်ကစားသမားဘွားကနေအနားမယူသေးပဲဆက်တွေ့ရနိုင်ပါတယ်။စာချုပ်တရက်ဆိုရင်တော့စေကြီးရမယ့်လစာတွေအကျိုးခံစားခွင့်တွေကပိုပြီးတော့များလာခဲ့ပါတယ်။ဒုက္ခလစာအနေနဲ့ကတော့တစ်နှစ်ကိုပေါင်း188တန်းထိရရှိသွားမှာပါ။ဒါကြောင့်တပတ်လောက်ခလစာတင်ကိုပေါင်း3ဘတ်မှ4တန်းထိကိုရှိနေပါတယ်။ နောက်ပြီးလက်မှတ်ရေးထိုးကအနေနဲ့ပေါင်24တန်းဒီရရှိခဲ့ပြီးတော့တကယ်လို့ဒုတိယနှစ်ထိသာဆက်နေခဲ့မယ်ဆိုရင်ထပ်ပြီးတော့ရအောင်မှာဖြစ်ပါတယ်။ဒါရင်မကတိပဲနဲ့ဂိုးသွင်းနိုင်ခဲ့ရင်ဒါမှမဟုတ်ဂိုးဖန်တီးမှုလုပ်နိုင်ရင်ရမယ့်အပေါ်စုကြီးတွေလည်းရှိနေပါတယ်။ စိတ်ကြီးနေနဲ့တင်းကိုတကိုအတွင်းတိုင်းမှာအပူစုကြီးပေါင်၈00နဲ့ဂိုးဖန်နေမှုတစ်ကြိမ်ပြုလုပ်တိုင်းမှာအပူစုကြီးပေါင်၄00တိရရှိသွားမှာပါဒီအပူစုကြီးတွေကစားကြောက်တဲ့တိုင်းရင်ဒုတိယနှစ်ကိုရောက်လာရင်ပို့ပြီးတော့မြင့်တက်လာဦးမယ်လို့လည်းသိရပါတယ်အခြားအပူစုကြီးတွေအနေနဲ့ကတော့ NFA သင်း Sorry Broly ဖလားရရင်ပေါင်၈00ရရှိသွားမှာဖြစ်ပြီးတော့အာရှချန်ပီယံနီဖလားရရင်တော့ပေါင်၆00ကျော်ရရှိသွားမှာပါဒါပြင် sorry လေးရဲ့ကိုသွင်းအများဆုံးရှေ့ဖနက်စုရရင်တော့ပေါင်၄သန်းဟိုမှာထပ်မံရရှိဖို့မှာဖြစ်ပါတယ်။ အနစာတဲ့နဲ့ဆက်ဆက်ကုမ္ပဏီတွေကနေပုံရိပ်အသုံးပြုကနေစပွန်ဆာကြီးတွေအဖြစ်ပေါင်ကန်း60လောက်ကိုလည်းရောက်သွားဖို့ရှိနေပါတယ်။ဒါ့အပြင်အသင်းဘက်ကနေစိတ်ကြီးတွေအများထဲဝန်ထမ်း16ဦးထိကိုစီစဉ်ပေးထားပြီးတော့ခီးသွွာလာရေးအတွက်ကိုပိုင်ကြက်လင်ရင်တစည်းကိုပါစီစဉ်ပေးထားပါတယ်။ ောက်တော့စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့စိတ်ကြီးကလည်းအနာစာအသင်းရဲ့ရှေ့ရရှိတူဖြစ်လာခဲ့တာပါအနာစာအသင်းဘက်ကစိတ်ကြီးကိုအသင်းရဲ့ရှေ့ရ15ရာခိုင်နှုန်းပိုင်ဆိုင်မှုရမယ်ဆိုတဲ့အချက်တစ်ချက်ကိုပါထည့်သွင်းကန့်လန့်ခဲ့ပါတယ်ဒီရှေ့ရပိုင်ဆိုင်မှုကလက်ရှိဈေးကွက်ပေါက်ဈေးနဲ့ဆိုရင်တော့ပေါင်33သန်းတန်ကျေးရှိတယ်လို့သိရပါတယ်အနာစာအသင်းကတော့စိတ်ကြီးကိုထမင်းလေးကျွေးနင်းလေးပေးမဲ့ပုံစံမျိုးနဲ့ကန့်လန့်ခဲ့တာဖြစ်ပါတယ်စိတ်ကြီးကတော့ sorry လေးမှပဲဆက်နေရင်းနဲ့အိတ်ကတ်တွေထပ်ဖောင်နေရအောင်မှာပဲဖြစ်ပါတယ် ါပြင်သူ့ရဲ့ကိုးထောင်ပြည့်ဖို့အတွက်အခွင့်အရေးလေးပုံများလာခဲ့ဖြစ်ပါတယ်။ဆုံးနေကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။